မပြိသက်ကြီးအခုတင်ဆက်ပေးချင်တာကတော့လွင်မိုးလို့အဖေမျိုးဆိုတာတကယ်ရှားပါတဲ့သူပါပဲ။တမိကိုဘူးတုတတူအောင်ကြောင်းတက်ခိုင်းပေးပြီးပြန်တင်ပေးတယ်။အသက်ငယ်ငယ်နဲ့လင်းယူသွားချိန်မှာတော့သဘောတူကူညီပေးနိုင်ခဲ့တယ်။ခလေးမွေးလာတော့လည်းမြေးလေးကိုတစုံတင်ရောက်လိုမျိုးလိုက်မဖြစ်အောင်စောင့်ရှောက်ပေးတယ်။နောက်ပိုင်းတမိဖြစ်သူကယောက်ျားနဲ့ကွာရှင်းလာတဲ့အခါမှာတော့မနာမဖြစ်ဘဲနဲ့တမိဘက်ကနေတံမိုးထားပြီးတော့မမမမရက်တီပေးတယ်။အခုအမှုပညာလမ်းသွားခြင်းနဲ့ပြောလာတော့လည်းအဖေဖြစ်သူကမျောလင်းချက်နဲ့ကောက်ွယ်ပေးတယ်။ နာမည်ကြည့်အောင်လုံးစားပေးတယ်။ဒီလိုအဖေမျိုးဆိုတာတကယ်ကိုရှားပါတဲ့သူပါ။ဝေမိုးရဲ့သမီးယုံရီလေးကမြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိစဉ်ကတည်းကအနုပညာအလုပ်တွေချောညာတွေကိုမနာတဲ့ရိုက်ကူးနေရတဲ့ယုံရီကငွေချင်းများစွာကိုလည်းလာပိုင်းတွင်များစွာရှာဖွေနိုင်ခဲ့ပါတယ်။သူမရဲ့အမှုပညာကြီးကလည်းဦးလွေမိုးရဲ့သမီးဖြစ်နေတဲ့အတွက်တန်းတစ်ခုမှရှိနေပြီးအမှုပညာကြီးကလည်းမနေလာပါဘူး။ဒါကြောင့်ရုံးရီရဲ့လာပိုင်းအထွတ်မှရရှိခဲ့တဲ့အမှုပညာကတော့အမှုပညာကြီးကသိန်းပေါင်းထောင်ကျော်ထိရှိခဲ့ပြီး ထိတ်တမ်းမင်းသမီးတွေရဲ့အမှုပညာကြီးတွေကိုဝင်ကြော့တက်သွားခဲ့ရပါတယ်။ဒီလိုမျိုးအမှုပညာကြီးတွေများစွာရှာဖွေနိုင်တဲ့ရုံးရီလေးကတော့မကအုံးနဲ့ရှန်ဟိုင်းကိုသွားရောက်ပန်းဖြစ်ခဲ့တာတွေ့ရပါတယ်။အိမ်အောင်ကပ်ပြီးချိန်မှာရုံးရီလေးပိုလှပပြီးတော့ပိုတောက်ပလာသလိုကိုပိုင်ငွေကြီးများစွာကိုရှာဖွေနိုင်တဲ့အထိတိုးတက်လာနိုင်ခဲ့တာတကယ်ကိုအားကျစရာပါပဲနော်။ချေရပရိသတ်ကြီးတို့မျှဝေတင်ဆက်ပေးလိုက်ပါတယ်ရှင်။အခုတင်ဆက်ပေးမှာကတော့အသက်30ပြည့်မွေးနေ့အချိန်မှပြည်ရန်ကုန်ပြည်သူ့စေယုံကြီးမှာလူအယောက်900ဆထမင်းနဲ့ဟင်း အာဟာရဌာနကုသိုလ်ပြုလှူဒါန်းခဲ့တဲ့စောင်းဝေးရီမီရုပ်တံဇာလန်ထရီကနေတဆင်ပြည်သက်ချစ်ခင်မှုကိုရရှိလာတဲ့တရုတ်ဆောင်စောင်းဝေးရီမီကတော့ဂျမနီအော်တိုဘလ18ရက်နေ့နနက်ပိုင်းကအကြာရောက်တဲ့အသက်30ပြည့်မွေးနေ့အချိန်မှဖြစ်ရန်ကုန်ပြည်သူ့စေယုံကြီးမှလူရောက်900စာထမင်းနဲ့ဟင်းအာဟာရဌာနကုသိုလ်ပြုလှူဒါန်းခဲ့ပါတယ်ရန်ကုန်စေယုံကြီးမှတူတူတကားမှမလူဘူးသေးတာမို့ဒီနေ့မွေးနေ့မှာကုသိုလ်အနေနဲ့လှူဖြစ်တာပါလူရောက်900ကိုတူတူလှူပါတယ် ဒီလူကိုတူတူလို့ဖြစ်တာကပရိသတ်ကြီးရဲ့အလူလို့လည်းပြောလို့ရပါတယ်ပရိသတ်တွေရဲ့အပြေးမှုကြောင့်သူတို့လုပ်ငန်းတွေမှာလောက်ကင်လာရတာမို့အယောက်900စာအလူမှာပရိသတ်တွေရဲ့အလူလည်းပါပါတယ်လို့ပြောကြမှာတယ်တူတူကမွေးနေ့ကထိတ်စီပြောင်းသွားပါပြီအသက်30လည်းပြည့်သွားပြီလို့တယုံဆောင်ဆောင်းဝေးမိကပြောပါတယ်သူမရဲ့မောင်မြတ်တဲ့မွေးနေ့ကုသိုလ်အနေနဲ့ရန်ကုန်စည်ယုံကြီးကလူနာတွေအယောက်900စာအတွက်နေ့လယ်စာထမင်းစက်တာဟင်ပဲပြုံးနဲ့မြှင့်ကြပြီးဆုံးအချင်းဟင်းတွေကိုစေနာထပ်တန်စွာနဲ့လှူဒန်းခဲ့တာဖြစ်ပါတယ် ဆောင်းရီမီကပြီးခဲ့တဲ့နှစ်မွေးနေ့မှာတော့တရိတ်ဆန်လေးတွေနဲ့ပတ်သက်ပြီးလှူဒန်းခဲ့တယ်လို့တခြားလိုအပ်နေတဲ့နေရာတွေလည်းလှူဒန်းရင်ဖြတ်သန်းဖြစ်တယ်လို့သိရပါဗျ။အခုကာလအတွင်းဖြတ်သန်းရင်ကြုံရခဲ့ရတာတွေကလည်းရှိပါတယ်။လူမျိုးမျိုးစိတ်မျိုးမျိုးနဲ့ပတ်ဝန်းကျင်မှာလည်းဖြတ်သန်းခဲ့ရတာတွေရှိပါတယ်။ဒီဖြတ်သန်းမှုတွေမှာကောင်းတာတွေပညာပြန်ရရင်အကောင်းဆုံးနေထိုင်သွားမှာပါ။ရှေ့ဆက်ပြီးကောင်းဆုံးနေထိုင်ဖြတ်သန်းသွားမယ်လို့သူမကအစပြောပါဗျ။ပရိသတ်ကြီးတို့မျှဝေတင်ဆက်ပေးလိုက်ပါရနော်။ အခုတင်ဆက်ပေးမှာကတော့စစ်လုံးရီထက်ကအရင်တုန်းကမတိတတ်သေးတဲ့ကာလမှာအပြောအဆိုလေးတွေလှုပ်သွားတာကြောင့်တချို့သူတွေကစိတ်မချမ်းသာဖြစ်ခဲ့ပြီးမြင်အခုချိန်မှာတော့စစ်လုံးရီထက်လေးကပြည့်ပြည့်စုံတဲ့အမြင်နဲ့ကြီးပြင်းလာတာမြင်ရပါတယ်။မိခင်တတမိုးပေါ်မြေတားနဲ့ပြန်လဲနားလည်လာပြီးကိုရင်ရှာထားတဲ့အခက်ခဲတွေပေါ်မှာလည်းချရတဲ့မေအတွက်ပြန်လည်ပြီးတော့မြေတားတရားတွေပေးအနေရဖြစ်ပါတယ်။တရင်ကျော့ကာလမှာမိခင်ကိုကိုရင်ရှာထားတဲ့ငွေနဲ့ကြော့မယ်ဆိုတာကတော့ တကယ်ကိုချက်စရာကောင်းတဲ့အပြုမူပါဒါကသမီးတယောက်အနေနဲ့မိခင်အပေါ်မြင့်တာရဲ့တည်တံ့မှုကိုပြသနေတဲ့အရာပဲဖြစ်ပါတယ်စလုံးတွေထက်ကမိခင်ကိုလည်းချစ်တယ်ဖခင်နဲ့မိသွေးကိုလည်းယူသေးတယ်အဲ့ဒီလို balance ကိုတည်ထားတဲ့ကလေးတွေများများမတွေ့ရပါဘူးပညာရေးကိုဦးစားပေးပြီးမိဘကိုလှူချခြင်းနဲ့စိတ်နဲ့ကြိုးစားနေတာကလည်းသူမရဲ့အနာဂတ်ကိုတောက်ပစေမယ့်အချက်ပဲဖြစ်ပါတယ်ပရိသတ်ကြီးတွေအမြောက်ဦးတင်ဆက်ပေးလိုက်ပါတယ်နော်အခုတင်ဆက်ပေးမှာကတော့အိုကြပြုခင်သူမရဲ့သားအငယ်ဆုံးလေးမွေးနေ့အမှတ်ရအနေနဲ့မော်လမြိုင်ကျွန်းကအကြောင်းတက်ဖို့ခက်ခဲပြီး တရားလိုအပ်နေတဲ့ကျောင်းလေးအတွက်ငွေကျပ်340လူရန်ခဲ့တဲ့တရုတ်ဆောင်ပို့ချပြုခင်မှာတရုတ်ဆောင်ပို့ချပြုခင်လေးကသူမရဲ့တာအငယ်ဆုံးလေး baby pk pk မွေးနေ့မှတရားအနေနဲ့ရရီတိုင်းဒေသကြီးမော်လမြိုင်ကျွန်းမြို့နယ်ဘိုတီလွတ်ကျေးရွာအုပ်စုကျုံလတာကျေးရွာကောင်မူလာရန်ကျောင်းတရားတက်ဆောက်လုပ်ရမှလိုအပ်နေတဲ့ကျပ်340ကိုပေးလူခဲ့လို့သိရပါတယ်ဒီကျောင်းလေးမှာကျောင်းတက်နေတဲ့ဆရာဆရာမနဲ့ကျောင်းသူကျောင်းသားတွေအားလုံးအဆင်ပြေပြေကျောင်းတက်နိုင်မှုရည်ရွယ်လှူဒန်းခဲ့တာဖြစ်ပြီးအခုဆိုရင် သူမရဲ့ဖြည့်စီလူတန်းငွေကြောင့်တရားအတစ်ကိုမကြခင်စတင်စားလုံးနိုင်တော့မယ်လို့ဆိုထားပါဗျ။ပရိသတ်ကြီးအတွက်အမြတ်ဝတ်တင်ဆက်ပေးလိုက်ပါရနော်။အခုတင်ဆက်ပေးမှာကတော့မကြမီစတင်ရိုက်ကူတော့မှာဖြစ်တဲ့စူပါထိပ်တီးတယောက်ဆောင်မှုဖြစ်တဲ့နေတိုးနဲ့ဖိုးဖွေတို့ပြန်လည်ဆုံတွေ့ကြမယ်။မတက်မရရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။မော်ရုပ်ရှင်ထုတ်လို့ email စီစဉ်ပြီးဇက်ညွန်အင်ဂျင်ဟန်ဇလန်ဒါရိုက်တာမင်းဆက်တက်ကရိုက်ကူပြီးနေတိုးဖွေးဖွေးဝင်းတပြေထွန်းချာလီဒီတို့ကခေါင်းဆောင်ပြီးတော့အနုပညာရှင်များစွာနဲ့မကြမီရိုက်ကူသွားရမှာပါ။ ကျမနင်းစီပါမမုံဆွေမာယာ project ကျွပြည့်ရဲ့ကြေကျွများအဆရှိတဲ့ထင်ရှားအောင်မြင်ရုပ်ရှင်များစွာမှအတွင်းကြီးတဲ့နေတို့ဖွဲ့ဖွဲ့အတွဲကိုဒီရုပ်ရှင်မှာပြန်တွေ့ကြရမှာပါ90စာတာလိမ့်မယ်ဆိုတဲ့နေရာမှာအညိမင်းသမီးလေးပြင်မြင်ခဲ့ရသလိုတောင်းတိုက်ကအကြားစီသားမှာအုံးသည့်ရဲ့ဇနီးဖြစ်တယောက်ဆောင်ကောင်းခဲ့တဲ့ဝင်းသပြေချွန်းကိုလည်းအတူရှင်တွဲပြန်လည်မြင်တွေ့ရမှာဖြစ်ပါတယ်။တပင်းနေမြနှင်းစီနဲ့တပင်းနေမြနှင်းစီနဲ့လက်ဆွမ်းပြခဲ့တဲ့မင်းဆက်တဲ့ရဲ့လက်ရာအစ်တစ်မျိုးကိုထပ်ပြီးမြင်တွေ့ကြရမှာဖြစ်ပါတယ်။ မြမရုပ်ရှင်ထိတ်တန်းတယောက်ဆောင်နှစ်ဦးဖြစ်တဲ့လေးထက်ကွမ်အကယ်ဒမီဆုရှင်နေတိုးနဲ့သုံးထက်ကွမ်အကယ်ဒမီဆုရှင်ဖွေးဖွေးတို့ဆယ်စုနှစ်တခုကြာမှာပြန်လည်ဆောင်စည်းကြရရုပ်ရှင်ထိတ်တန်းအငိတ်မြန်သမီးဝင်းတပြည့်ထွန်းကိုရုပ်ရှင်တယောက်ဆောင်နေနဲ့မြင်တွေ့ရမယ့်ရုပ်ရှင်ပရိသတ်တွေအသေးကြောကိုချလီနဲ့ဒီကိုစုံတွဲလိုက်ထူးခြားစွာမြင်တွေ့ရမယ့်ရုပ်ရှင်မော်ရုပ်ရှင်ထုတ်လို့ရရဲ့ပွဲဥထွတ်တင်ဆက်မှုဘယ်သူကမတန်မရဘွားကိုမှန်းလိုက်မိတာလဲဘယ်သူကမတန်မရဘွားမှာနေထိုင်တာလဲ ဘယ်သူကမတန်မြန်ရဘဝကိုမှန်းမိလို့ပြုတ်ကြမှာလဲဆိုတာကိုဇက်ဆလည်းအစုံအတဲတရားရရင်တမမနဲ့ကြည်ရမယ်မတန်မြန်ရရုပ်ရှင်ဇာတ်ကားကြီးကိုမြန်မာနိုင်ငံမှာဒါမကထိုင်းမလေးရှားစင်ကာပူတို့မှာပါပြသသွားဖို့ကြိုးစားနေတယ်လို့နိုင်ငံတကာရုပ်ရှင်ပွဲတော်များမှာပါဝင်ရောက်ရှင်ပြိုင်သွားဖို့ရှိရလို့သိရပါတယ်စူပါတယောက်ဆောင်နှစ်ဦးကိုစုံပေးထားပြီးနိုင်ငံတကာမှာပြသပေးမှာမို့တိကျဒီတိကျကျပြင်ဆင်ပြီးဘတ်ဇက်များများသုံးရမယ်ရုပ်ရှင်ကားတကားဖြစ်မယ်လို့ထင်ရပါတယ်ပရိသတ်ကြီးကမတန်မြန်ရုပ်ရှင်ကားကြီးအတွက် ညောင်းလေးရင်ခုန်နေကြပြီလားချေရရပရိသတ်ကြီးတို့မျှဝေတင်ဆက်ပြလိုက်ပါရနော်အခုတင်ဆက်ပြမှာကတော့တက်ကိုကိုခေါ်တမီဆိုးကိုပုံမှန်66ဂါကြီးအပြင်တခြားအမှုတွေနဲ့ပါအေးအေးယူဆောင်ရတဲ့ဆိုတဲ့သတင်းလေးပါတက်ကိုကိုခေါ်တမီဆို45နှစ်ကိုဒေါ်အေတင်ကိုမှပြောင်းလင်းမျိုးမှအရေးစခန်းမှာ66ကကြီးနဲ့မှုပွင့်ခဲ့ပြီးတရပနံပါတ်တရဝင်ရရှိခဲ့ကြောင်းအဆိုပါပနံပါတ်နဲ့ပြပါထွက်ခွာခွင့်ပိတ်ပေးပါရန်ထပ်မံအမှုတွေတင်ခဲ့ကြောင်းတမီဆိုကအောက်တိုဘာလ12ရက်နေ့မှာအမှုမှရှောင်တိမ်မှုအတွက်ရန်ကုန်လေစိမ့်မှတက်စီ ြည်ပထွက်ခွာရောက်ရှိလာတဲ့အတွက်ဆွဲဆိုထားတဲ့ပုံမှန်66ကားကြီးနဲ့လေးစိတ်မှရတန်ခံရခြင်းဖြစ်ပြီးသမီးစုကိုအမှုဖွင့်ထားတဲ့ပြင်ဦးလူမျိုးမှရဲစခန်းကနေချက်ချင်းခေါ်ခဲ့ရတာဖြစ်ကြောင်းသိရှိရပါတယ်။သမီးစုရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးသက်ဆိုင်ရာအတာဝန်ရှိသူတွေဘက်ကထပ်မံစစ်ဆေးမှုတွေပြုလုပ်ခဲ့လို့သိရပြီးတော့လူမှုကွန်ရက်ပေါ်မှာလုံဆော်ဝါရဖြန့်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အထပ်ပေါင်းအရေးယူထားပြီးပြင်ဦးလူမျိုးမှရဲစခန်းမှာတရားဝင်နေညီဟန်စီထိန်ထိန်အမှုဖွင့်အရေးယူခဲ့တယ်လို့ထုတ်ပြန်ချက်အရသိရပါတယ်။ ပရိသတ်ကြီးတို့အမျှဝေပေးလိုက်ပါတယ်နော်။နောက်ခုတင်ဆက်ပေးမှာကတော့ဇက်ပူဇက်ရံတွေအတွက်အားကိုရဆောင်မင်းသား၃ဦး။ဂျုံကိုဂျုံကိုကွယ်လွန်သွားခဲ့ရတာကမိသားစုတွေပြီးရင်ဇက်ပိုဇက်ရန်လူချမ်းတယောက်ဆောင်တွေအတွက်အနစ်နာဆုံးလို့ဆိုရမှာပါ။ဂျုံကိုကအရှင်မင်းသားအနေနဲ့နေဘက်ပြိတက်တွေစီကနေတခဲနဲ့အားပေးခံခဲ့ရတာဖြစ်ပါတယ်။ဗီဒီယိုဇက်ကားတိုင်းမှာလူချမ်းတယောက်ဆောင်အများပြားကိုခေါ်သုံးပေးခဲ့ပါတယ်။ဒါကြောင့်မို့လူချမ်းတယောက်ဆောင်တွေဇက်ပိုဇက်ရန်တွေကအလုပ်တွေရှိလာကစီးပွားရေးတွေချောင်းလဲလာကြပါတယ်။ဒါပေမဲ့ဂျုံကိုက အောင်မြင်ဆုံးအချိန်မှာ ရိသက်တွေအားလုံးကိုဆွတ်ခွာသွားခဲ့ပါတယ်။ဂျွန်ကိုက2014ခုနှစ်မှာကွယ်လွန်သွားခဲ့တာဖြစ်ပြီးအဲဒီနောက်ပိုင်းမှာဇပ်ပိုးဇက်အန်နဲ့လူချန်တယောက်ဆောင်အများပြားလလုံးလက်မဲ့တွေဖြစ်ကုန်ရပါတယ်။ရုပ်ရှင်ဇာကရီဆိုတာကလည်းလူချန်တယောက်ဆောင်တွေကိုအရေးတကြီးခေါ်တုံးကြရဲဆိုတာအတော်လေးကိုရှားပါတယ်။ဒါကြောင့်မို့လဲဂျွန်ကိုကွယ်လွန်သွားတာအရန်ကုန်နှမျောစရာကောင်းတယ်ဆိုပြီးဖွင့်ဟကြတာဖြစ်ပါတယ်။အမဖြစ်သူများတင်းချေလဲဒီနေ့ဒီအချိန်ထိဂျွန်ကိုကိုမမေ့နိုင်သေးတာလွမ်းမောတတဖြစ်နေစေဖြစ်ပါတယ်ရှင်။ လွင်မိုးလွင်မိုးကဇပ်ပုတ်သေးဆောင်နေတဲ့တသားရဖြစ်နေတဲ့မင်းသားတစ်ယောက်ပါ2000ခုနှစ်ဝန်းကျင်မှာအောင်မြင်ဆုံးအောင်မြင်ခဲ့တဲ့လွင်မိုးကြောင့်ရုပ်ရှင်စကားတွေမှာပါဝင်ခွင့်ရတဲ့ဇပ်ပုတ်သေးဆောင်နေလည်းအများအပြားရှိခဲ့ပါတယ်လွင်မိုးကမင်းသားဖြစ်ပေမဲ့တရေလေးကောင်ဖွဲ့ဖြစ်တဲ့အရင်ကုတို့ကိုဖြူကင်းခေါင်လုံးနဲ့အတူလူရှင်တော်ပြက်လုံးနေတဲ့စင်မြေပေါ်မှာဖြောပြေးရီးရီလေးလှုပ်ခဲ့ပါတယ်။တရဲလေးကောင်ဖွဲ့နဲ့တကယ်ညီကိုရင်းနေလို့နေထိုင်ခဲ့တာဖြစ်တဲ့အတွက်မမိုးကသူ့ကိုငှားတဲ့စကားတွေမှာဆိုရင်လည်းတရဲလေးကောင်ဖွဲ့ကိုရအောင်ခေါ်သုံးခိုင်းပါတယ်။ တရားလေးကောင်ဖွဲ့ရင်မကပဲငပြောကြောက်ကုသိုလ်လို့ဆိုရင်လည်းလူမျိုးကြောင့်ရုပ်ရှင်စကားများစွာရိုက်ခဲ့ရပါတယ်လူမျိုးကစပိုးဆက်ရမင်းသားဆိုတဲ့စီတကူမှမချပဲနဲ့တကယ့်မိတ်ဆွေလိုပေါင်းတဲ့ကလက်တွဲခေါ်ပြီးခဲ့တာပဲဖြစ်ပါတယ်နိုင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 ်ရဲ့စကားတော်တော်များများကိုကြည့်ဘူးကြသူတွေဆိုရင်စကားတွေမှာစင်မျိုးရဲမွန်အမင်းညိုအောင်ဆောင်မင်းတို့ကမပါမဖြစ်ပါကြတယ်ဆိုတာသိထားမိကြမယ်ထင်ပါတယ်နိုင်နိုင်ရဲ့စကားတွေမှာဇပ်ပုတ်တယောက်ဆောင်နဲ့အများပြပါဝင်ချရသလိုသူကိုယ်တိုင်လည်းလက်တွဲခေါ်ပါတယ်ဒါကြောင့်မို့ ဇက်ဖို့ဆိုင်ရာတရားဆောင်တွေအတွက်အလုပ်ဖြစ်ခဲ့ပါတယ်။နန်းနန်းကတော့အမှုပညာအလုပ်ကိုဆက်မလုပ်ဖြစ်တော့တဲ့အချိန်မှာတော့သူတို့လည်းခဏတာပြောက်သွားခဲ့ပါတယ်။အခုနောက်ပိုင်းမှာတော့အစင်မျိုးရဲမုံတို့ကအဖေညာကနေဇက်ကားတွေဝင်ရိုက်နေပြီဖြစ်ပါတယ်။နန်းနန်းကအရေးချင်းရှိပေမဲ့အမှုပညာအလုပ်တွေရနာထားတဲ့အတွက်ဇက်ဖို့တရားဆောင်တွေကိုယ်တိုင်လည်းနှမျောကြရတာပါ။ဇပုတ်တယောက်ဆောင်ရဲ့စာဝန်ကြီးကိုတဖက်တလန်ကနေပြန်ကြည့်ပေးခဲ့တဲ့မင်းသားတွေပေါ့အမြင်လေးကိုပြောပြခဲ့ပေးပါအောင်ရှင်ချရာပြည်သက်ကြီးအတွက်မျှဝေတင်ဆက်ပေးလိုက်ပါရနော် အခုလူပညာသတင်းတွေကိုအချိန်နဲ့တည်းကြီးကြည့်ရှုနားဆင်နေတော့ကျမတို့ရဲ့စတေဒီမမ YouTube channel ကိုလည်း like and subscribe လုပ်ပြီးအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်